တော်ပြင်းမနာမျိုးဘိုးတောက်ထိန်လန်းရှိရောင်နေဥရှိဆိုင်ကိုဒီကနေ့နိုဝင်ဘာလ10ရက်မနက်9:00နာရီခန့်မှာဓမြတိုက်လူရက်မှုဖြစ်ပွားခဲ့ပါတယ်။လူရက်သူတွေကိုဆိုင်ရှင်အမကလိုက်ဆွဲပြီးနောက်ကလိုက်နေတာကို CCTV မှာတမ်းမှတွေ့ရပါတယ်။နောက်ပိုင်းမှာတော့ရက်ကွက်ကဝိုင်းဖန်းလို့မြစ်သွားပြီးတပ်ဆိုင်ရာမှာတွေ့မှုအတိုင်းဆက်လက်ဆောင်ရွက်မယ်လို့သိရပါတယ်။ ခိုးပါငါပစ္စည်းကိုမင်းယူသွားပါတယ်ဆိုပြီးတော့အဆွတ်ဆွတ်ခံဘူးလားမင်းကင်းရွှေမျိုးစီမံကိန်းဆန္ဒပြသူတချို့ PDF ဖန်စကိုင်းတိုင်းအထက်ချင်းတွင် ကလေးခရိုင်မင်းကင်းမြို့နယ်အတွင်းပတ်သုံးလုံးဥဆောင်၍ရွှေမျိုးလုတ်ကင်မီစီမံကိန်းအာ ကန့်ကွက်ဆန္ဒပြရာ၌ပါဝင်ခဲ့သည့်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖတာဝန်ခံများအပါ၃ဦးကိုနိုဝင်ဘာ၁၇ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဝင်များကဖမ်းဆီးခဲ့ကြောင်းဒေသခံများထံမှသိရသည် ဖန်စီခံရသူများမှာမင်းကင်းမျိုးနဲ့အုံလဲပုတ်ကြီးရွာနေတိုက်နေနှစ်ပကဖခေါင်းဆောင်ဦးစောဝမ်းတိုက်နေနှစ်ပအဖခေါင်းဆောင်ဦးကျော်စိုးလင်းဆန္ဒပြပွဲ၌ပါဝင်သူအုံလဲပုတ်ရွာခံကိုညံလင်းတို့ဖြစ်ပြီးလက်ရှိအချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းဒေသခံများကဆိုသည် တိုက်နယ်တာဝန်ခံတွေကိုအိမ်တွေထဲထိဝင်ဖမ်းသွားကြတာသူတို့ခိုင်းတဲ့အတိုင်းမလုပ်ပဲဆန္ဒပြတာတွေမှာဥဆောင်ပါဝင်နေတာကြောင့်ဖမ်းသွားတာမျိုးလို့ထင်တာပဲညအချိန်မတော်နှစ်နာရီကျော်မှရွာထဲဝင်ပြီးအတင်းအဓမ္မဖမ်းသွားကြတာဘာကြောင့်ဖမ်းလဲဆိုတာမျိုးတိတိကျကျမသိရဘူးဟုဒေတာခန်တူကပြောသည်နိုဝင်ဘာ17ရက်နနက်2နာရီခန့်၌ PDF ကလေးခရိုင်တက်ရင်ခုနှစ်တက်ရင် တဆယ်မင်းကင်းမျိုးနဲ့တရင်တတရင်လေးမှပူပေါင်းအင်အားတရကျော်ဖြင့်နေအိမ်များတွင်ဝင်ရောက်ဖမ်းဆီးသွားခြင်းဟုသိရသည်အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍မင်းကင်းမျိုးနယ်ပကဖအဖအဖွဲ့များထံအေယာဝရီကဆက်သွယ်မေးမြန်းရာပြန်လည်ဖြေကြားခြင်းမရှိသေးပေ ်မင်းကင်းမြို့နယ်လောင်ပြည့်ရွာအနီးမြို့နယ်ပတ်သုံးလုံးဖွဲ့များဦးစီးလုတ်ကင်မီရွှေမျိုးစီမံကိန်းအားလောင်ပြည့်အုံနယ်ဖုတ်ရွာများအပါခြေရွာ6ရွာထပ်မင်းဲမှဒေသခံ2000ကျော်ကတတိယအကြိမ်ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးနောက်ပါဝင်သူဒေသတွင်းခေါင်းဆောင်တို့ဖမ်းဆီးခံရသဖြင့်အခြားသူများအနေဖြင့်လည်းစိုးရိမ်နေကြကြောင်းဒေသခံများကပြောသည် မြို့နယ်ပသုံးလုံးဖွဲ့များကရွှေမျိုးလုတ်ကင်နိုင်ရန်အတွက်ဒေတာခန့်များနှင့်ညှိနှိုင်းမှုများလှုပ်ဆောင်ခဲ့ကြတော့လဲအစင်မပြေသဖြင့်ကန့်ကွက်ဆန္ဒပြမှုများစက်တိုက်ပြုလုပ်နေရာအောက်တိုဘာ၂ရက်တွင်ပထမအကြိမ်အောက်တိုဘာ၅ရက်၌ဒုတိယအကြိမ်နိုဝင်ဘာ၈ရက်တွင်တတိယအကြိမ်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။ရွှေမျိုးလုတ်ကွက်များကြောင့်လုတ်ကင်စားတောက်နေသည့်ကျုံများပြတ်ကျောင်းရက်ကွက်တဲ့လူညီလို့ပြနော်။ဆန္ဒပါတယ်

ဒီကောင်တွေရောပြန်ပြီးတော့အားလုံးပဲအေးဆိုင်ကြရနော်ဂရမ်ဘိတ်ရွှေတွေမျိုးတွေတင်တော့တာများလို့မှတ်ထားရအောင်ကျွန်တော်ကပြောလို့မရဘူး။နေကင်းကြော်တော်ရင်တော့နော်တော်တော်ဆူဆူလေးဖြစ်နေ။အဲ့ရပြီမှာ ไม่ได้ครับพี่มันรถเขาเลยนะนี่ไงบ้างคู่นี่จ้ะอาชาบ้าเฮลโลโลเดียวจีน่าจีน่า ကျိုးရင်တော့ထဲပါပြီတင်လိုက်တာပြတ်ဒါမိုက်ဒီမှာဒီလိုလိုက်လို့စားနေကြတာနော်တော့ဆွဆိုးတွေဘဝမှာကိုယ်တခိုးပါဘာပစ္စည်းကိုမင်းယူသွားပါတယ်ဆိုပြီးတော့အဆွဆွဲခံဘူးလား အဲ့ဒီခံစားချက်ပေါ့နော်ကိုယ်တငယ်ချင်းဆိုရင်လူကပြောလာတဲ့အရှင်ကြရင်ကိုကိုယ်တိုင်းလည်းမဟုတ်ဘူးသူကိုယ်တိုင်းလည်းမယုံနိုင်ဘူးဆိုတော့လုံခဲ့တဲ့၃ဘတ်လောက်တုန်းကပေါ့နော်တငယ်ချင်းတယောက်နဲ့တတ်တွေ့တယ်ဒါကလည်းကိုကကိုကနဲ့ကိုအိမ်မှာဆက်ပြုတ်ပြီးတော့ကိုကကိုပိတ်ရလေးမှာဗီယာလေးတောက်မယ်ပုံမှန်လုံနေကြအတိုင်းလေးပဲအဝေးလေးရှော့မယ်ဗီယာလေးတောက်မယ် ဟင်ကောင်းကောင်းလေးရှက်မယ်ဒီလိုပဲနေတယ်ဒါနဲ့ဒီသူငယ်ချင်းကသူအဲ့နေရလုံနာရတဲ့မတွေ့ရလေကြာပြီနေတာနည်းနည်းလေးပဲငယ်ချင်းဆိုရင်မဲ့ဂျပန်တူတူလာတာပေါ့နော်တသင်တန်းနဲ့အမှဆက်တွေ့တာဒါအေးတွေ့ရလေကြာပြီဟုတ်တယ်လို့တွေ့နေတွေ့မယ်ပေါ့ဒါနဲ့သွားလိုက်တာမနက်ဟိုအထိသွားတာ ညနေ6နာရီလောက်ကနေပြီးမနေ့6နာရီလောက်ကြီးပေါ့နော်အမြန်မာဆိုင်မှာပဲအချိန်ကြီးကုန်တယ်။နေရာသားတောက်တယ်စားရတယ်စကားတွေပြောတယ်။သူလည်းမြန်မာဆိုင်ဖွင့်မဲ့အကြောင်းတွေပြောပြတယ်။ဟောလည်းကောင်းတယ်အားပေးတယ်။ညီမကြီးပြန်ရောဘာလို့လောက်ကြမလဲငါတို့ဆိုပြီးတော့စကားတွေချောက်ပြောကြတယ်ပေါ့နော်။နောက်သူ့ရဲ့လယ်ဘေးမှာဆွဲလာတယ်ဆွဲချူရတုတ်တုတ်ကြီး။တုတ်တုတ်ကြီးဆိုကွာအော်မိုက်တယ်ပေါ့မင်းဆွဲချူပဲဝယ်တာအဆင်ပြေနေရပဲပေါ့။ မြန်မာငွေနဲ့ဆိုတော့300လောက်ပဲရှိတာပေါ့ဗျာအဲ့တော့အဲ့ဒီဆွဲကျူကကွက်ရှိကျူးလိုက်တာကိုအမှားအိမ်ပြန်နေရှင်ကြတော့အဲ့ဒီဆွဲကျူကသူ့စီမှာပါမလာဘူးတဲ့နောက်နေ့ကျတော့ဖုန်းဆက်တယ်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဆွဲပေးလိုက်တယ်တဲ့ဒီဘူတာရှိမှာတဲ့ဆိုတော့မူးနေကြတာပေါ့နော်သူလည်းမူးနေကိုလည်းမူးနေသူလည်းတိတ်မှတ်မိတော့ဦးတဲ့ပြောတယ်ဆိုတော့အေးဆွဲပေးလိုက်တယ်ဆိုရင်တော့ ်ပါလာရင်တော့ငါအဲ့အရာတွေမှရှိမှာပေါ့တုတ်ကြနေတာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ကိုလည်းရှာတယ်မတွေ့ဘူးနောက်ပြီးတော့တေချာဆွဲပြလိုက်တယ်ဆိုတော့ကျွတ်เสียရလဲအကြောင်းမရှိဘူးเนาะလေဘဲမှရှိမှာပေါ့ငါတော့မဆွဲပေးဘူးလို့ထင်တယ်ဟောအဲ့လောက်ကြီးကတတိမလွတ်သေးဘူးပေါ့เนาะအဲ့လိုပုံစံမျိုးပြပြရတယ်တော့လေဟီဟာပဲပုံစံပြပြရเนาะပြောတော့လေဘာဖြစ်လဲနဲ့ဘာဖြစ်ပါဘူးလေတလားစားပဲရှိတယ်ပေါ့ဟုတ်တယ်လေလို့တလားစားလည်းရှိတယ်လို့ကိုကလည်းအဲ့လောက်ကြီးရေးမကြည့်ပါဘူးလို့ ပျောက်ဝယ်ကိုသုံးပြလို့ပျောက်တာပျောက်ပြီးပဲထားလိုက်တော့လို့တိုင်းစိတ်တထားအမိနဲ့လို့ဟိုကစိတ်ညစ်မှဆိုလို့တည်ရမလားကိုတော့ကလည်းဒီလိုပတ်စံနေပါရင်ဆုံးရှုံးရင်ဘာဖြစ်လဲငါမမွေးအောင်တလားတာပဲရှိရနှစ်လားတာပဲရှိရဒီလိုပဲဖြစ်သိမ့်ပြီးတော့နေခဲ့တာဆိုတော့အဲ့လောက်ကြီးကိုကခံစားပေးမနေဘူးကွာတည်ရမလားအဲ့တော့လည်းပြီးသွားပြီပြီးသွားတော့နောက်တစ်ပတ်ကျတော့တငယ်ရဲ့နှစ်ယောက်နဲ့ထပ်တွေ့ပြီးတော့သူကထပ်ခေါ်ထပ်ခေါ်တော့ကိုလည်းထပ်သွားတယ် ထသွားပြီးအေးဆေးပဲတောက်စားပြီးတော့မတွေ့ရရင်လည်းနှစ်ရှိနေကြပြီဆိုပြီးတော့ဒါနဲ့အဲ့နေပြန်လာပြီးတော့နောက်နေ့လည်းကြာသူကဒိတ်ပြောချလိုက်ကောမမိပြီတဲ့ဒီဆွဲကြို့ပေါ့နော်သူကိုယ်တိုင်ဆွဲပြီးလိုက်တာတဲ့ဘူတာရှိမှာတဲ့သူသေချာမှတ်မိပြီတဲ့အဲ့ဒါပြန်ပေးပါတဲ့ပြန်မပေးဘူးဆိုလည်းရတယ်လှူတယ်လို့ပဲသဘောထားလိုက်မယ်တဲ့ဆိုတော့စကားဒါရင်သွားရင်လေကဲဒါနဲ့ မင်းငါခိုးတယ်လို့ထင်နေရလားလို့ဟိုတခါတော့စကားပြောပြောငါတို့ပြီးပြီလို့မင်းငါအဲ့ဒီအခဲမကြည့်တာလားငါယူရလို့ထင်နေတာလားမဟုတ်ဘူးတဲ့ခိုးတယ်လို့ပြောတာမဟုတ်ဘူးတဲ့ကျွန်တော်ကိုယ်လည်းဆွဲပြလိုက်တာတဲ့ဟုတ်ပြီငါတော့မယူသေးကြတယ်ဘာဖြစ်လို့လဲဆိုတော့ငါ100%ရှိနေငါရွှေဝယ်မဲ့ကောင်မဟုတ်ဘူးငါရွှေမကြိုက်ဘူးအခုတက်ရည်ရွှေလည်းငါမဝယ်ဘူးလို့ဝယ်နိုင်တယ်ဒါပေမဲ့မဝယ်ဘူးလို့ငါ fancy ပဲကြိုက်တဲ့ကောင်လို့မင်းဟာလည်းလကားပြီးတော့မယူဘူးလို့ရှင်းပြောတယ် ပြပြလိုက်တယ်။ဒါမဟုတ်ဘူး။ရှင်းရှင်းနော်။မဟုတ်ဘူးတဲ့။ရဲစခန်းသွားမှမလို့တဲ့။တေချောင်မေးတာ။ဟောတကယ်တော့သိရမလား။ရဲရဲဆိုတဲ့အရာနဲ့ပြောလိုက်ရင်သိရမလား။ကိုကြောက်သွားမလားလို့။ကိုမမဟုတ်တာမလုပ်ထားတာ။ကြောက်စရာတချောင်းမှမရှိဘူးလေ။ဒါနဲ့ပဲ okay သွားရဲစခန်းသွားလိုက်။ငါမယူတဲ့အတွက်ငါအေးစီပဲ။ပြီးရင်ငါ့ CCTV ကြီးအကုန်ပြ။အမမင်းလမ်းစီတူကြီးကြည့်မှမလား။ อิงก็เปียหอดละหมดละสรอกกูตั้วเลยเด้เยสกันตั้วแล้วเยสกันกูได้วนนั้นตั้วเมย์หลุบอกเลยเด้กูตั้วอะลุตั้วมาหมดละไม่เมย์แกอูเด้ตะนึงนี่นี่โอเคอะตะนึงหลานนี่นะเพียงไปอ่ะตั้วเมย์บางาเมย์เนี่ยเราบ่ติกินได้เรางาอะลุซุซะไม่คันနိုင်มุสรอกนอกนี่ตะนึงหลานนี่จ้ะรอญายောက်တော့กูอ่ะซัพพอร์ตไล่เลยเมย์ตั้วไปบิล่ะสรอกไอ้นี่หลุเด้ตั้วไปบุเด้ မဟုတ်ဘူးလို့မင်းကတအားကြီးကိုငါတစ်ထိချက်ဆွဆွဲနေတာလို့အဲ့တော့သွားပါဖြစ်မသိရတာဗောမင်းလဲစိတ်ထဲမှာအခုခဲမကြီးဖြစ်နေတာပဲနောက်ပြီးငါလဲဆွဆွဲခံရမကောင်းဘူးဒီလိုခင်မမှုမျိုးကနေတသိန်းဆန်တဲ့ပုံစံဖြစ်သွားတာဗောနော်ဒီကောင်စကားတွေကသူပြောတဲ့ဟာခိုးတယ်လို့ဆွဆွဲတာမဟုတ်ဘူးတဲ့ခိုးတယ်လို့ဆွဆွဲတာမဟုတ်ဘူးဆိုရင်ဒီလူတယ်လို့သဘောထားလိုက်မှဆိုတဲ့စကားကဘာအဓိပ္ပာယ်တက်ရောက်လဲဆိုတော့သူမသိဘူးနဲ့တူပါတယ် ။ဒါနဲ့ပဲသူလည်းမသွားဘူး။အာနဲ့သူထပ်ပြီးတော့သာဖို့တယ်။အကြောင်းပြန်ပါငါ့ကိုတိတိကျကျငါသိနေတယ်။ဘာလို့လဲဆိုတော့မကောင်းဘူးတကယ်ချင်းမျက်နှာပြက်တယ်တရားနဲ့တရားဆိုပြီးတော့ကိုကသာဖို့တယ်။စာတော့အခုထိမကြည့်တော့ဘူး။ဟိုတခုံးမဲ့သူပြန်ပြောခဲ့တယ်တောင်းမှတ်ပါတယ်တဲ့။ကျွန်တော်လည်းသိပြီးတော့မှတ်မိပြီ။ငါတို့အသေးစားမှတ်မိတယ်ဆိုပြီးပြောခဲ့တယ်။ဒါဆိုရဲတိုက်မယ်ဆိုပြီးတော့လည်းသူပြောခဲ့တယ်။ရဲစကားတော့မေးမယ်ဆိုပြီးတော့ပြောတယ်။အဲစကားတွေက တေချာပြောခဲ့တဲ့ဇာတ်တွေပေါ့နော်တအားအရင်ဒီလောင်ကြီးတယ်ဆိုတော့လွန်ခဲ့တဲ့လင်ငန်းနှစ်လောက်ကစိတ်နေဆိုတော့သိရမလားလောကတကယ်ကျွန်တော်အကောင်လုံး public တွေပါရှပ်ပြပလိုက်မှာအဲ့လိုစိတ်ပေါ့နော် Facebook မှာလည်းတငယ်ချင်းတွေသူတငယ်ချင်းတွေအများကြီးကိုယ်တငယ်ချင်းတွေအများကြီးပဲအစားတော့ခဏစဉ်းစားငါဘလိုင်းဆိုတာခံရတာပေါ့နော်ငါယူတာလည်းမဟုတ်ဘူးသူကငါ့ကိုဆွဲပေးတယ်လည်းပြောနေတယ်ငါ့ကိုဆွဲပေးအောင်လည်း ငါလည်းဆွဲပြီးတော့မယူမဲ့ကောင်မဟုတ်ဘူးသူများပြည်စီဘာလို့မှလဲကိုကိုလည်းစဉ်းစားတယ်ကိုမဟုတ်တာလည်းသိတယ်ဒါပေမဲ့အဲ့လိုပေါ့လှုပ်ရှင်လူတယောက်ကိုသိရမလားလှုပ်ရှင်စိတ်ကအပြည့်ရှိတယ်မကောင်းသူ့လိုပြန်လှုပ်ရှင်တာဒါပေမဲ့မလှုပ်တော့ဘူးလို့ထားလိုက်တော့မယ်လို့တော့လမ်းတွေ့နေမှာမယ်ကျွန်တော်တို့ကခေါ်ပြောလှုပ်မဲ့အရှင်နေမျိုးမရှိတော့ဘူးကွာသိရမလားပြီးသွားပြီကိုကိုတခိုးလို့တာဆွဆဲထားတာနိ အဲ့ဒါမလို့ကြာပြီလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်တည်းကနေပြီးတော့တယောက်တည်းနေလာတာဘယ်သူနဲ့မှမပေါင်းဘာဖြစ်လို့လဲဆိုတော့အဲ့လိုပေါ့ဆောက်စိတ်တဲ့မမှန်တာတွေကများတယ်တော့အိမ်မှာဆောက်စိတ်တဲ့မမှန်တာတွေကများတော့ပေါ့တယောက်တည်းနေတာပဲကောင်းတယ်ဆိုပြီးတော့တယောက်တည်းလှုပ်လှုပ်တယ်အလုပ်တွေလည်းကိုယ့်ကိုတယောက်တည်းရှာတယ်တော်တော်ဘယ်သူမှမမေးတော့ဘူးပေးရတော့ဟင်းကောင်းကောင်းလေးဆက်တယ်ပေါ့ကူဘီယာလေးတောက်ရှင်အရေးလေးတောက်ရှင်တယောက်တည်းပဲအိမ်မှာတောက်တယ် ်သူနဲ့မှလည်းမတွေ့တော့ကိုယ့်ကိုယ်ပဲနေနေအဲ့လိုစောက်စိတ်တဲ့မှန်တဲ့ကောင်တွေများနေလို့နေနေကြားရတဲ့အုံးမှအဲ့လိုပြန်လောက်လိုက်တာအဲ့လိုဒီစောစောတွေခံရတယ်အော်လို့အော်လွန်ခဲ့တဲ့၅နှစ်လောက်ကစိတ်နေဆိုလို့ဒီကောင်ကတော့ပြီးပြီလို့အကောင်လုံးကရှက်ဒီကိုယ့်ကောင်တော့မှာပဲလို့အခုလည်းတက်တော့တယ်မှာရှိပါတယ်အဲ့မှာဟုတ်ပြန်နော်ယောက်ျားဖြစ်ပြီးရောယောက်ျားစကားမပြောဘူး စကားပေါ်လို့ပဲသာပြောလူတွေဆွဆဲနေဆွဆဲဆိုတကယ်တော့ကို့အမှားပေါ့နော်ကိုကသူ့ဆွဲကြိုးစီးကျူးလိုက်တာဟာဆွဲကြိုးကြီးနဲ့မင်းအစင်ပြေးနေရပဲဘာညာဒီလိုစီးကျူးလိုက်တာအဲ့ပျောက်သွားတဲ့အချိန်မှာကိုလို့ထင်တာပေါ့နော်အဲ့တော့ကျွန်တော်တတိပေးချင်တာကိုတကယ်ချင်းနဲ့မှာပဲဖြစ်ဖြစ်မိသားစုတွေမှာပဲဖြစ်ဖြစ်ပေါ့အဲ့လိုတက်နိုင်တယ်ဘယ်လိုပြောလက်စွပ်တွေဝတ်လာတာအစနော်မြန်မာလူမျိုးတွေကစီးကျူးတယ်လေအဲ့လိုတွေဟာလက်စွပ်နဲ့မိုက်တယ်လှတယ်ဒီမှာလက်ကောက်လေးလှတယ်နိုင်လေးလှတယ် ပြန်လာဖုန်းဆိုလဲဖုန်းလေးနားနဲ့မိုက်တယ်ငါကိုင်းကြည့်အောင်မယ်ပါညာအဲ့ဒီလူတွေပေါ့လောက်ကြတဲ့လူများတယ်တန်းနိုင်လာမလောက်ပါနဲ့ဟုတ်တယ်ဗျာဒီလိုသူတို့ဟာပြောရှာသွားခဲ့ရင်အဲဒီကောင်လူကျင်တယ်ဒီကောင်လူကျင်တယ်မဟုတ်လှတယ်လို့ပြောခဲ့တာပဲဒီကောင်များ white wall ငါစီရတယ်ဒီကောင်များ cool wall ဆိုပြီးအဆောဆက်ခံရတတ်တယ်သင်္ကန်းစာပေါ့နော်သင်္ကန်းစာတခုတော့ရသွားတာပေါ့နောက်တစ်ခါဘသူပဲဖြစ်ဖြစ်ဗာပစ္စည်းတွေပဲကင်နာကင်နာပဲတော့မှမရှိဘူးတော့ လှတယ်လည်းမပြောမလှောင်လည်းမပြောသူကဈေးကြီးကိုမကလို့နောက်ဆုံးမှဖုန်းတွေပဲကင်ထားတယ်အဲ့ဒါမလို့လောက်ကတငငယ်ကောင်လေးတရတော့နောက်ဆုံးမှဖုန်း iPhone 16ဝင်လာကိုရှိမှကိုင်းနေလှတယ်လည်းမပြောမလှတယ်လည်းမပြောမပြောရဲတော့ကြောက်သွားပြီတခါတည်းနဲ့ကိုလန့်သွားပြီဆွဆွခံတော်တော်ဆူဆူပဲစိတ်တည်းတွေပဲကြားတယ်ဘာမှလှုပ်ရှင်ကင်နေမရှိရောစိတ်ထဲမှာသိရမှာတိုက်ရတွေးနေငါ့ကိုအဲ့လိုဆွဆဲဆိုပြီးတော့စိတ်ထဲမှာတအားအတွေးတွေများတာပေါ့အခုတလုံး အခုတော့လှချလိုက်ပါပြီထားလိုက်တော့မယ်ကိုလို့ဆယ်ရှိရဆက်လုံမယ်ဒီလိုကောင်နေနဲ့လည်းနောက်ထပ်မပတ်သက်မိအောင်ပေါ့နော်နောက်ထပ်အခေါ်ပြောမလုံမိအောင်နေတော့မယ်လို့ပဲဆုံးဖြတ်ချက်ချထားတယ်ပေါ့